အားလုံးမင်္ဂလာပါဗျကျွန်တော်ဒါနောက်ဆုံးလိုက်လည်းဖြစ်ဖြစ်ပါမယ်နော်ကျွန်တော်ဒါနောက်ဆုံးလိုက်လည်းဖြစ်ဖြစ်ပါမယ်မန်ဘာတွေက organ တကွက်ပေါ့နော်တကွက်ကောင်းကတော့ကျွန်တော် member ရှိတဲ့အတွက်ကြောင့်ခြံထားရပါတယ်နော်ဒါက member တွေကဒုတိယအကြိုက်ပေါ့နော်ဒုတိယအကြိုက်တကွက်ဖြစ်ပါတယ် ဲ့တော့ကျွန်တော်နှလုံးပေါင်းနှစ်တန်နေတင်ပေးထားတယ်ပေါ့နော်နှလုံးပေါင်းနှစ်တန်နေတင်ပေးထားတယ်အခုပြောချင်တာကကိုတစ်တစ်တဲ့အာကိုပြောချင်တယ်ကိုတစ်တစ်တဲ့အာအဲ့တော့နှလုံးပေါင်းနှစ်တန်ပါတယ်ပေါ့နော်ကိုတစ်တစ်တဲ့အာကိုတစ်ပူးတစ်ခွာလဲကောင်းတယ်ပေါ့နော်အဲ့မှာမပါတဲ့ကကိုတစ်တစ်တဲ့အာပေါ့နော်။ဒါလေးကတော့နှောင်းချောင်းသားစိုက်မိမထွေး ပုံစံလေးပေါ့ဒါပေမဲ့လက်တွေ့တွေမှာသူပေးသွားတယ်ပေါ့ပေးထားတာလည်းရှိတယ် ဖုန်းလာလို့ပါမှန်ပါလာလို့အဲ့တော့အဲ့ဒါလေးလည်းထုံးဝင်ထိုးတာပေါ့နော်ဒါတကွက်ကောင်းကတော့ကျွန်တော်ခြံထားတယ်။ဘာလို့ဆိုကျွန်တော်ဆိုရင်အပတ်စဉ်မမ္ဘာကတ်ထဲကတကွက်ကောင်းယူနေတဲ့မမ္ဘာတွေလည်းရှိတယ်။အဲ့ဒါမှလည်းကျွန်တော်တို့မှဖုန်းပေးတွေကုန်တယ်ပေါ့နော်။ MPD ဖုန်းပေးနဲ့လည်းတချိန်စာကိုတောင်းဝယ်ပေးပါတယ်နော်။ကျွန်တော်တို့ အဲ့ဒီ good tip tip line ကိုဒီမှာပေါ့ကျွန်တော်တို့ဒီဒီမှာတော့3 6တော့မှကျွန်တော်တို့တကွက်ကောင်းအောင်ခဲ့တာပဲလေအဲ့ဒီနောက်ပိုင်းတကွက်ကောင်းယူသမားတွေတော်တော်များတယ်ဘာလို့ဆိုတာ share all main all တကွက်ကောင်းအာပေါ့နော်တကယ်တမ်းကဒီ line ကနေ site ကြည့်ရတဲ့လူကတနစ်ဆာမန်ပါဝင်နေကသူကဟိုပါပဲလောက်အောင်မှာ3 6နဲ့3 6ငါနှစ်ကွက်ပဲတင်ထိုးအောင်မှာကျွန်တော်တဲပေးသလိုထိုးပေါ့အခုတကွက်ကောင်းဝင်တဲ့လူတွေကကျွန်တော်နှစ်ကွက်ပေးထားတယ်အထိုင်တစ်လုံးနဲ့ပေါ့နော်အပိတ်တစ်လုံးအငိမ့်နဲ့ပေးထားတယ် ေါ့နော်အပိတ်တလုံးအညီနဲ့ပေးထားတယ်အဲ့ဒီကောင်ကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ရှေ့ဩကတင်းနောက်ပိနေခဏဖြစ်တယ်ဘာဖြစ်လို့တင်းနောက်ပိနေခဏဖြစ်လဲဒီနားမှာကဒီလောက်နဲ့တင်ဆိုရင်တော့မဟုတ်ဘူးပေါ့ဒါကတော့ဒါဒီနားမှာအနိကက်ပေါင်းနေတဲ့ဆရာကြီးနဲ့တွေ့မှာပဲနားတော့ကြည့်တဲ့လူတိုင်းတွေ့လိမ့်မယ်မတစ်တစ်တစ်မလေးခါလေးခါလေးခါတွေ့တယ်ကျွန်တော်ရခဲ့ဘူးလို့နှစ်ခါထောင်းတယ်ပေါ့နော်ဟိုပြောမဆိုရင်နှစ်ပြားဆိုင်ပေါ့ နှစ်ကနှစ်ခါနှစ်မှုဆုံးနဲ့ဒီမှာလဲတစ်ကလဲတပင်ကျော်တစ်ခါတပင်ကျော်တစ်နောက်ပိတ်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 အဲ့ဒါကိုဒီနားမှာကြတော့သူကတစ်နောက်ပိတ်တစ်နောက်ပိတ်တစ်နောက်ပိတ်ကိုဗရိငါဗရိငါဗရိငါရိုက်အောင်မလားဒါမှမဟုတ်သူကဒီမှာလဲဗရိငါရိုက်ဖို့တော့ရှေးပေါင်း၄ရှေးပေါင်း၄၄ခါကြောင့်ရှေးပေါင်း၄၄ခါ၃ချက်ကြောင့်ရှေးပေါင်း၄ပေါ့နော်ဒီမှာကြတော့သူကပါဝါနဲ့တော့ကစားထားတယ်ကျွန်တော်ပြောသလိုပေါ့နော်အဲ့တော့ သူကဒီ၃ကလုံးကတော့ပေးရင်တော့သူကတက်နောက်ပိုင်းနဲ့ပရင်းဟာလို့ယူဆလို့ရတယ်ကျွန်တော်တို့၃ညာ၄တက်မွေးကနန်းကြီးလက်မှန်ပါလေးရန်ရန်ထားပေါ့နော်စတော့မွေးထားတာ၃ညာ၄တက်ပေးထားတယ်အဲ့တော့၃ညာ၄တက်ဆိုရင်ကျွန်တော်ကဒီဘွဲကို၄ထိပ်ရှောင်မယ်နော်၄ထိပ်ရှောင်ခဲ့ရင်ဒီဘွဲကိုကျွန်တော်မဖြစ်ဖြစ်၄ထိပ်ရှောင်မယ်လာမယ့်ဘွဲကို၄ထိပ်နဲ့អော်ဖို့အတွက်တော့ကောင်းရှိလို့အဲ့တော့ဒီဘွဲကအဲ၄ထိပ်ဆိုင်လဲကျွန်တော်ပြခဲ့မယ်နော်လိုအပ်တဲ့ကိုယ်နဲ့ဘဝဒနာသူလည်းသုံးလို့ရတယ်စောင့်လို့ရတယ် တမျိုးတော့လုံနိုင်တယ်ပေါ့ဗျာဒီနားမှာတွေ့ကျွန်တော်တင်းနောက်ပိတ်ကိုပြူပိုယူစားတယ်တောင်းလဲကျွန်တော်ဒီ356မှာ16ကြိမ်ပေါ့နော်ရှယ်ဟောအောင်ကေတုံးကတကွက်ကောင်းပေါ့အဲ့ဒီမှာဒီလိုင်းကနေပဲအခုပြမဲ့ဒီ911လိုင်းကနေပဲကျွန်တော်တို့ရခဲ့တာဘာလို့လဲဆိုတော့ကလင်နာမှာ365လို့ခွေခဲ့တာ365ပေါ့နော်365 အကျင့်ရဲ့ကိုယ်နေပြန်ရောဟဲ့အဲ့ဆိုရင်365လို့ဒီလိုအေကုံခုံးနေပေါ့နော်ခွေခဲ့တယ်365ဒီလိုဖြစ်တယ်ပေါ့365အဲ့လိုခွေတယ်အဲ့တော့ဒီမှာကလည်းသူက365လို့ခွေတယ်သူကနှစ်ကတ်တူညီမှုတွေရှိရနော်ဒီမှာ365လို့သူကဒီမှာလည်း365လို့ဒီမှာအေကုံခုံးနေသုံးကတ်ရှိတယ်ပေါ့အဲ့ဒီ line ကနေကျွန်တော်တို့356မှာရှေဟောအထောက်အကူနေရခဲ့တာပေါ့နော် မဲ365ပေါ့နော်အဲ့ဒီတော့မဲ365သုံးလုံးအေကုန်းခုံးပြီအဲ့ဒီ365လို့အေကုန်းခုံးတာ ਨੇ သူ့ရဲ့နောက်နှစ်နှစ်ဦးမှာ तू อ่ะဒီဘယ်လိုကစားလဲဆိုတော့ကျွန်တော်တော့မှရှင်းရမှာခဏလေးနော် ဲ့ဒီနှစ်ကပ်မှာသူကနှစ်ကပ်စီခွဲဆိုတော့အဲ့ဒီထဲမှာဒီကောင်ကတကပ်ပထမကပ်ကိုသူကသုံးကပ်နဲ့ငါးကပ်နဲ့ကပုံစံတူတယ်နော်ကစားပုံကစားကွက်ချင်းကနှစ်ကပ်မှာအတိအကျပေးထားရင်သုံးကပ်မှာသူကဖော်မွေးပုံစံနဲ့လုပ်လို့ရတယ်အဲ့တော့သုံးချောင်းကဒီမှာခွေပြီးအဲ့ဒီနောက်နေ့အဲ့သုံးချောင်းကခွေတယ်သူရဲ့နောက်နေ့နှစ်ဦးမှာရိုက်ဖို့အတွက်ကိုသူကဒီနှလုံးထောင်နှလုံးထောင်ငါအဲ့တော့ခွေရတဲ့ဒီအောက်မှာပဲသူကသုံးနှစ်လို့ထောက်တာနှလုံးပေါင်းငါဟိုမှာကျတော့သူကဒီ69နဲ့ငါးခဲ့တာ69နဲ့ငါးခဲ့တာ အဲ့တော့ကျွန်တော်တို့ယူဆတာကဒီနှလုံးဒီမှာကြတော့သူကဒီ365အပေါ်မှာခွေပြီးအဲ့ဒီနေရာဒီနှလုံး65ကိုပဲသူကလှုပ်တာအဲ့လို9လို့လှုပ်တဲ့ချိန်မှာသူ့ရဲ့အောက်ကဒီထိတ်စည်းတုံညရဲ့ပါဝါကို9နောက်ပေးကိုဒီမှာကြီးကစားတာကစားပြီးရတယ်အဲ့ဒီလိုသူကဘယ်လိုဆိုရလဲအခါကိုဘယ်လိုထည့်လဲဆိုဒီနှလုံး65တဲ့အလဲတိုင်း6ရဲ့ပါဝါတစ်ခါနဲ့တွဲတာအဲ့ဒီမှာနှစ်ဦးမှာပေါ့နော်အရှိကူလည်းရှိသေးတယ်ကျွန်တော်ပြရင်ထဲမှာသတိရရင်တော့ တော့တခါလေးပြသွားမယ်နော်ကျွန်တော်မေ့နေလို့မေ့နေလို့ဆိုတော့ကအခုဒီမှာကလည်းဒီ36ကသူ့အောက်မှာတင်3နှစ်လို့ထောင်းထောင်းပြီးရတဲ့အတွက်ဒီသူ့ရဲ့ကိုထိတ်ကိုနောက်နှစ်မှာကိုပါဝါ၄နောက်ပိတ်ဆိုပြီးကစားတဲ့အချိန်မှာခါးကိုခွန်ခါးကိုဘယ်လိုဆိုကစားလဲဆိုတော့ဒီ36ခွေခဲကြီးကဒီနှစ်နောက်ပိတ်နှစ်ခါးကိုနှစ်ပါဝါခွန်နေလဲသူကပြန်တွေးခဲ့တာအဲ့ဒီနှလုံးထောက်တဲ့9နှစ်ရာကပဲသူကခါးနှလုံးနဲ့ခါးနဲ့အပိတ်ကိုပါဝါတွဲကစားတာပေါ့ အဲ့ဆိုရင်ဒီမှာ365လို့ခွေးပြီးဆိုရတယ်ဒီမှာ3နှစ်လို့ထောက်ပြီးနှလုံးပေါင်းက2ရောက်မှာပဲပြန်တန့်ဖြစ်တာเนาะနှစ်ကတ်ကိုဒီမှာ2ရောက်မှာပဲနှစ်ကတ်တန့်ဖြစ်တာနှစ်ကတ်နဲ့ခွဲဆိုတော့အဲ့2ရောက်ကဒီ၄နောက်ပွေကိုအဲ့ဒီ၄ထိတ်ကို၄ပါဝါ6နောက်ပိနေသူ2ဦးမှကစားခဲ့တာကစားပြီးရတဲ့ဒီ2ရဲ့ပါဝါခွန်ခါနဲ့ပုံတွေတွဲတာအဲ့တော့သူကဒီနှစ်ကတ်မှာကျတော့သူက3နှစ်3နှစ်ထောက်တော့ဒီ2ရဲ့ပါဝါခွန်ခါခွန်ခါနှစ်ချက်နဲ့ထောက်တယ်ကိုနိုင်ရင်မင်္ဂလာပါเนาะဒီမှာကြတော့သူကဒီအောက်နားမှာနှလုံးထောက်5ရဲ့အလေရ6ခါကိုတစ်ခါ6ပါဝါတစ်ခါနဲ့ ဒီကောင်ပါဝါနဲ့တုံရပါဝါငားနဲ့တင်ငါအတွဲဆိုပြီးနှစ်ဦးမှာသူကကစားခဲ့တာဒီရှစ်တီဒီခုနေကစားခွက်တွေလည်းရှိတယ်နော်ဒါကကျွန်တော်ကနှစ်ကက်စီခွက်ထုတ်လိုက်လို့အဲ့ဒီလိုကစားတာနဲ့သူကကျွန်တော်တို့ဘယ်လိုယူဆခဲ့လဲဆိုတော့အဲ့ဒီနောက်နှစ်ထဲမှာပေါ့နော်ကျွန်တော်တို့ယူဆခဲ့တာဗရိတ်သုံးအဲ့ဒီဗရိတ်သုံးရဲ့အောက်မှာကြားတဲ့ကနာနောက်တွဲဟာနောက်တွဲနောက်တွဲဟာနောက်တွဲဆိုပြီးကျွန်တော်တို့ကကစားခဲ့တာ ဲ့တော့ဒီမှာကလည်းသူကဒီ365လို့ခွေရတယ်သူရဲ့နောင်းနေထဲမှာဗရိတ်3ပြီးတော့ဗရိတ်လေးအဲ့ဒီဗရိတ်လေးရဲ့အောက်မှာနောက်တွဲဟာနောက်တွဲဆိုပြီးဒီလိုကစားခဲ့တာအဲ့တော့ဒီမှာကျွန်တော်ကဒီနှစ်ကတ်နဲ့ဖျက်ယူလိုက်တဲ့အချိန်သူကဟိုပထမကတ်နဲ့သွားပြီးတော့ဆင်တူကစားပြတာလေအဲ့အဲ့ဒီအချိန်မှာကျွန်တော်က365ကမန်ပါမှာဟိုဖြစ်သွားတာပေါ့အာလို့ရေးဖားပါလေဒါတကွက်ကောင်းကအာလို့အာဘက်ကလို့ဖြစ်သွားတယ်တကယ်တမ်းကစိုက်ကြည့်ရတဲ့လူကစိုက်ကြည့်ရတဲ့လူက

ပါအဲ့အမှတကွက်ကောင်းအဲ့ဒီလိုပေါ့အဲ့တော့မှတကယ်တမ်းအခုဒီတပတ်ကတော့သူကအပိတ်အငိမ့်နဲ့တင်းနောက်ပိတ်နဲ့ပဲအတင်းနောက်ပိတ်နဲ့ရှင်းနှလုံးကိုပါတူတင်းထိုးရက်16ကျင်းတော့ကျွန်တော်ဒီ356 365အဲ့အောင်တကွက်ကောင်းပေါ့နော်ဒါတကွက်ကောင်းဝင်တဲ့လူတွေတော့ဒီလိုတကွက်ကောင်းကက်ကလေးနဲ့အဲ့အဲ့ဒီမှာကျွန်တော်တို့အောင်ခဲ့တာအာလို့ရေးထားတာပဲနော်အာလို့ရေးထားတယ်ဘာလို့ကျွန်တော်နှစ်ကက်စီးနေရသူကအာရတယ်ပေါ့နော်အဲ့တော့ဒီတစ်ဘက်ကတော့ပညာရသွားပြီပေါ့ဗျာကိုက ာနှစ်ကွက်ဆိုရင်နှစ်ကွက်တစ်ကွက်ထဲကြိုက်တယ်ဆိုလည်းတစ်ကွက်ပေါ့အတက်နိုင်သွားတော့ကျွန်တော်ကတဲယူတာပေါ့အဲ့ဒီချိန်မှာသူကဒီပထမကန့်နဲ့သွားပြီးတော့တစ်6ကိုသူက6တစ်ဆိုပြီးနောက်တွဲနဲ့သွားပြီးညှိစောတာညှိစောလိုက်တာအဲ့တော့ဒီမှာကြတော့ကျွန်တော်ကဗတိတ်3 4ဆိုတော့ဒီမှာဗတိတ်5လို့ဒီမှာစကြတာသူ့ရဲ့အောက်မှာနောက်တွဲဟာနောက်တွဲဆိုပြီးကျွန်တော်တို့က ဘယ်လိုင်းနဲ့ပေါင်းဆက်လဲဆိုတော့ကြတော့ကလင်နာမှာနှစ်ကက်ရှိတဲ့ဟာဒီလိုင်းကနေနှစ်ကက်နဲ့ကျွန်တော်ကပြန်ပြီးတော့အထောက်အကူဖြစ်နိုင်လားမဖြစ်နိုင်လားချိန်ရတာနော်။ organ တကွယ်ထုတ်ဖို့အတွက်ကိုကျွန်တော်တို့ချိန်ရတာ366လို့စောင်းထိုးရတယ်သူဘေးမှာကြားတဲ့ခဏအပေါ်ကပြန်ကြဖြစ်နိုင်လားမဖြစ်နိုင်လားပေါ့နော်။ဒီလားလေးကကျွန်တော်ချောင်းနေရကြပြီ။အဲ့လိုသူပြန်ကြတဲ့အချိန်မှာဒီမှာ96နေလို့ထောင်း နှစ်ကပ်ပဲရှိတာကလင်နာမှာ9ချောင်းနဲ့ထောင်းတာထောင်းပြီးရနှစ်ခွန်းနှစ်လို့ဒီလိုတည်တာနှစ်ကပ်ရှိတာအဲ့ဒီအပေါ်တပွဲကြိုကကနန်ပြန်ကြတော့3066ရဲ့ဇောင်းထိုးတယ်ဘေးဒီ3066ဇောင်းထိုးတာကလည်းနှစ်ကပ်ပဲရှိတာဒီ9ချောင်းနဲ့လို့ထောင်းပြီးနှစ်ခွန်းနှစ်လို့တည်တယ်9ချောင်းနဲ့ထောင်းတာကလည်းနှစ်ကပ်ပဲရှိတာအဲ့လိုနှစ်ကပ်ချိတ်ဆက်ဆော့ဖို့အတွက်ကိုကိုကစားနေကြလိုင်းနေတာသူကညှိတာဒီ3.5ခွေတာနဲ့သူ့ရဲ့နောက်နေထဲမှာဗရိတ်3ရဲ့အောက်မှာနောက်တွဲဟာနောက်တွဲဆိုပြီးဆင်းခဲ့တယ်အဲ့ဒီမှာကျွန်တော် ဒီမှာလဲသူကဗရိတ်အဲ့ဒီ365ခွေတာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာဗရိတ်၄ရက်အောက်မှာနောက်တွဲကနောက်တွဲဆင်းခဲ့တယ်။အဲ့ဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဖမ်းခဲ့တဲ့အနေထားဒီမှာ366လို့ဆောင်းထိုးပြီးနှစ်ကတ်ရှိတာဒီမှာလာဖြစ်တာ366ရဲ့ဆောင်းထိုးရတဲ့ဒီမှာ356ကပြန်ကြကျွန်တော်ကဒီကနန်းလေးကိုချောင်းနေတာဘာဖြစ်လို့လဲဆိုတော့ဒီမှာ96လို့လာထောင်ထားတာအဲ့96 96လို့လာထောင်ထားပြီးထောင်ထားပြီးရတဲ့သူကနှစ်နှစ်ခွန်ပတ်လည်နေတည်တာအဲ့ဒီအပေါ်တပွဲကျော်ကကနန်းကိုကျွန်တော်တို့ကဒီနှစ်ကတ်နဲ့ ဒီ365ခွေရဲ့ line ရည်အထောက်အကူနဲ့ဖြစ်နိုင်တာပေါ့နောက်တွဲနောက်တွဲပရိတ်ငါးရဲ့အောက်မှာနောက်တွဲနောက်တွဲကြနိုင်တယ်ပရိတ်365ခွေရဲ့နောက်နှက်မှာပရိတ်3ရဲ့အောက်မှာနောက်တွဲနောက်တွဲပရိတ်4ရဲ့အောက်မှာအောက်မှာနောက်တွဲနောက်တွဲဟုတ်လား ဲ့တော့ဗတိငါးဒီမှာစကြရဒီမှာနောက်တွဲနောက်တွဲဆိုတော့ကျွန်တော်တို့ကဒီ366လုံနေတာကကျွန်တော်ကဒီဒီလိုစတဲ့ပြီဆိုကြတဲ့နှစ်ခွန်းနဲ့ထွက်ပြီးကြတဲ့နှစ်နှစ်ခွန်းထွက်ပြီးကြတဲ့ကျွန်တော်ကဒီကဏ္ဍကိုချောင်းနေတာအဲ့တော့366ရဲ့ဘေးဆိုပြီးချောင်းတာအဲ့366ရဲ့ဘေးလေရောက်တော့လိုက်ပြီးဒီကဏ္ဍပြန်ကြဖမ်းတဲ့အချိန်မှာကျွန်တော်ကဒီဒီကဏ္ဍကို96တွဲပါတဲ့အတွက်ကြောင့်ဒီကဏ္ဍကိုကျွန်တော်တကွက်ကောင်းယူလိုက်တာအစင်စင်နေနဲ့ပေါ့နော်အစင်စင်နေနဲ့ယူခဲ့တာအခုကျော်သူမင်္ဂလာပါနော်အဲ့တော့ ဲ့တော့ဟုတ်ပြီအဲ့ဒီ line ကနေကျွန်တော်တို့ပြောချင်တာကဒါကငါးချောင်းသားတွေမိမတွေ့တိုင်းပဲခွန်တစ်တစ်လို့ light ထွက်ထားတယ်ခွန်တစ်တစ်တခွက် light ထွက်ထားတယ်ဒီမှာရှစ်တစ်တစ်တခွက် light ထွက်တယ်ရှစ်တစ်တစ်တခွက် light ထွက်တယ်အဲ့တော့ဒီမှာ6တစ်တစ်လို့မထွက်ဘူးလို့ပြောလို့မရဘူးဟုတ်တယ်နော်6တစ်တစ်လို့ထွက်လို့မရဘူးဆိုတော့သူကဘာလဲဆိုတော့ကလင်နာကိုဖြတ်ကြည့်လိုက်သူအကြိမ်ကြိုက်ဒီမှာအထောက်တွေကောင်းနေတယ် ပေါ့နော်တစ်ပူလဲအဖျားဆိုလောက်သွားနိုင်တာပေါ့ခြိုက်တယ်ဆိုတော့တစ်ပူတစ်ခွာကိုဟိုကအာရင်တော့28ခွဲရှိတာပေါ့အာရင်လဲအာကြပေါ့တော့နေတစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်9ချိန်နော်တစ်ချိန်၂ချိန်၃ချိန်နော်တစ်ချိန်၂ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်9ချိန်10ချိန်10ချိန်ရောက်စင်းဒီတစ်တစ်ခွန်တစ်တစ်ကနေ10ချိန်ရောက်စင်းတော့ဒီဒီ15ချိန်ရောက်တယ်အဲ့ဒီ15ချိန်မှာ तू က15ချိန်မှာ10တစ်တစ်ထွက်တာ တကယ်တမ်းပြောမယ်ဆိုရင်တော့ तू อ่ะရှင်ငါရှင်ငါပေါ့เนาะ तू ကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ရှစ်ချိန်စီးရင်ဒီနေရာရောက်မှာ तू ကနေเนาะကယ်လင်ဒါကိုဖြတ်ပြီးတော့အဲ့365ခွေတဲ့ဟာလေးကိုပူးပြီးလှုပ်လိုက်ရင် तू อ่ะအချိန်ကြီးခိုက်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ရှစ်ချိန်မြောက်ဆိုတော့ तू ဒီ20နဲ့နှစ်ချိန်20နဲ့နှစ်ချိန်ဆိုရင်ကျွန်တော်တွက်ကြည့်မယ်20နှစ်နှစ်ချိန်ဆိုရင်တွက်ကြည့်မယ် အဝမ်းသူကရှစ်ကျင်မြောက်အကွာဝေးမှာသူက9 1 1 1 9 1 1အလှဲရတာပေါ့နော်ဒါက390တော့ကျွန်တော်တင်ပေးခဲ့တယ်အောင်သွားတယ်နော်အောင်ခဲ့တယ်390အာထိုးရမယ်ပေါ့နော်အဲ3ညအဲ့တော့သူက7နဲ့9နဲ့ကြာမှာသူကနှစ်ခုချားတယ်7နဲ့9နဲ့ကြာမှာနှစ်ခုချားတယ်9နဲ့2နဲ့ကြာမှာလည်းသူကနှစ်ခုချားတယ် အကျင့်ခိုက်ဖြစ်နေတယ်ပေါ့နော်သူဒီမှာလေ၈ကျင့်၈ကျင့်မှာ9တတဒီ365ခွေတနာနှစ်မှာ15ကျင့်မှာ8တတနှစ်ကျင့်22ကျင့်2ကျင့်ပေါ့နော်22ကျင့်မှာ9တတအဲ့ဒီမှာသူကဘာလာထောက်လာလဲဆိုတော့သူ့ရဲ့တောင်းမှာဗရိရှိလို့တည်တယ်ပေါ့နော်ဒီလိုင်းကစော့ချက်တွေအများကြီးလို့ကျွန်တော်လုံးအခုဒီနေရာပြမှာပဲကျွန်တော်ထောက်ပြလိုက်တာဗရိရှိလို့တည်တယ်ဗရိရှိလို့တည်ပြီးရတယ်8ဘောက်ပါခါတောင်3လုံးကသူက3နဲ့ချုပ် သုံးနဲ့ကစားတယ်ပေါ့နော်သုံးနဲ့ကစားခဲ့တယ်၈ဘာဝါသုံးနဲ့ကစားခဲ့တယ်ကစားပြန်တဲ့သူ့နောက်မှာဗရိတ်ခွန်လို့တဲအဲ့ဒီထောင်းမှာခွန်တစ်တက်လာနော်အဲ့မှာသူအချိန်ကြီးခိုက်တယ်အဲ့ဆိုရင်ကျွန်တော်တို့ကဗရိတ်ရှစ်ပုံတွေကစားခဲ့တယ်၃၅၆အခွေဒီခွေနောက်နေ့၈တက်တက်မကြခင်၃၅၆အခွေဗရိတ်ရှစ်ကိုသူ၈ဘာဝါခါတော်သုံးလုံးသုံးတယ်သုံးပြန်တဲ့သူ့နောက်မှာဗရိတ်ခွန်ပြီးတော့ဗရိတ်၆လို့ကတ်ထွက်တယ် ထွက်ပြင်းတဲ့သူ့ဆောင်မှာ811ခွန်တက်တက်ပြီးတော့811เนาะအဲ့ဒါဆိုရင်ဒီမှာကလည်းသူ့ရဲ့ဒီမှာဗရိတ်ရှစ်ပုံတွေကစားတယ်အဲ့ဒီဗရိတ်ရှစ်ရဲ့ပါဝါခါထောင်သုံးလုံးကိုသူကသုံးတယ်ခါထောင်သုံးလုံးသုံးတယ်သုံးပြီးရတဲ့သူ့ရဲ့ဘေးမှာခွန်65ဆိုတဲ့စီနီယာဗရိတ်လာတယ်လာတဲ့ဆောင်မှာမြာ911ကစားသွားမလားပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာသူက၈ချိန်စင်သူကနေ တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်မြောက်မှာ၅ချိန်မှာဒီမှာ၈တစ်တစ်လို့ထွက်ပြီ၈တစ်တစ်အဲ့ဒါသူကနေတစ်ချိန်ဆင်းတော့22ကြိမ်ရောက်သွားပြီ22ကြိမ်မှာသူက6တစ်တစ်အဲ့ဒါလိုဆိုင်မျိုးပဲကျွန်တော်တို့ဒီ390တုန်းကကျွန်တော်ဒီ public ကနေတင်ပေးခဲ့တယ်เนาะတင်ပေးခဲ့တာကဘာလဲဆိုတော့ဘာလဲဘာလဲဆိုတော့ကြတော့မနှစ်ဒီမှာ24ကြိမ်မှာရှေးပေါင်းနှစ်လို့ဖြစ်တယ်ဖြစ်ပြီဆိုတာနဲ့သူကဒီ power ခွာတယ်ပြိတ်တော့ ပါဝါခွားပဋိဒိသုံးပြီးရတယ်သူ့အောက်ကခွားသုံးကိုသုံးပါဝါရှစ်ခါးနဲ့ထိုင်ထားတယ်ရှစ်ခါးနဲ့ထိုင်ထားပြီနော်ထိုင်ထားပြီးရတယ်အဲ့ဒီခွားသုံးကခွားသုံးနဲ့ခွားဟွန်းမီးရောင်ကြီးရတယ်ခွားသုံးလို့ထပ်ပြီးတော့သူကရှစ်ပေါင်းနှစ်လို့ဆယ်ကွယ်လိုက်ကစားတယ်24ချိန်မှာအဲ့လိုဖြစ်စင်နော်သုံးကပဲရှိတယ်အဲ့တော့ဒီမှာကလည်းသူကဒီရှစ်ပေါင်းနှစ်လို့24နဲ့4ချိန်မှာကစားတယ်ကစားပြီဆိုရင်သူ့အပေါ်တပွဲကျော်မှာ22ချိန်မှာ ပါဝါနဲ့ခွာပြီးတော့ပြိတ္တုကိုတို့ကိုတို့ညာလေးရပြိတ္တုဒီမှာခွန်9နှစ်ကပြိတ္လေးလို့ကစားတယ်။ကစားပြန်တဲ့ခွာသုံးလို့ရိုက်တယ်။အဲ့ဒီခွာသုံးပါဝါရှစ်ခါးနဲ့တည်ခဲ့တာ။တည်ခဲ့ပြန်တဲ့ဒီခွာသုံးကခွာသုံးဆင်းပြီးရော24ချိန်မှာရှေးပေါင်းနှစ်လို့ကစားတာ။အဲ့ဆိုဒီမှာကလည်းသူကသုံးကပ်ပဲရှိတယ်။ဒါပေမဲ့ရှေးပေါင်းနှစ်ကလင်တာ24ချိန်မှာသုံး။ဖြစ်ရတယ်သူကသူ့အပေါ်တပွဲကျော်22ချိန်မှာခွာပေါင်းတိဟိုပရိတ်ကိုပါဝါခွာတယ်ခွာပြန်တယ်ပရိတ်သုံးပရိတ်လေးပရိတ်ငါးဆိုပြီးပုံတယ်စီနီယံပရိတ်ကစားတယ်ကစားပြန်တယ်သူ့အောက်မှာခွာတိ တစ်ပါဝါ6ခါနဲ့ဖြစ်ထားတယ်။ဟိုမှာခွာသုံးခွာသုံးနှစ်ခါထပ်တယ်လို့ဒီမှာကျတော့ခွာတစ်ကိုသူ့ရဲ့ပါဝါ6ခါနဲ့ကစားထားတယ်။ကစားပြီးရတဲ့သူ့အောင်မှာရှေးပေါင်းနှစ်ကိုဒီခွာတစ်ကိုခွာတစ်ဆွဲချလိုက်တာ။အဲ့လိုမျိုးခွာပေါင်းထပ်တယ်ပေါ့နော်။အဲ့ဒါဆိုရင်ဒီမှာကခွာသုံးခွာသုံးနှစ်ခါထပ်ခဲ့လို့သူ့ရဲ့နောက်နှစ်ထဲမှာ၃နောက်ဘူးလိုက်ပြတ်တယ်။သုံးကရရင်တော့၃ဘူး၃ခွာနော်။သုံးကရအဲ့တော့၃ဘူး၃ခွာ၃၃နောက်ဘူးလိုက်ထွက်တဲ့အချိန်မှာသူ့ရဲ့ထောင်မှာဘရိတ်ကူးလို့ခံတယ်။ဘရိတ်ကူးတိုင်းမဟုတ်ဘူး။ သူကသူ့အောက်မှာလေးထိတ်ခံထားတာခဏလေးနော်နော်ဘရိတ်ကိုကိုပါပါလေးထိတ်လို့ဘေးမှာသူ့ဆောင်တောင်းပါတစ်ဘူးတစ်ခွကစားတယ်ဗောနော်၃ဘူးအဲ့ဒီ၃ဘူးဟာဒီခွ၃ဟာ၃ပါပါ၈ခါနဲ့24ချိန်မှာရှေးပေါင်းနှစ်နဲ့ခွာ3ခွာ3ဒီလိုထတ်ခဲ့တဲ့အတွက်ကြောင့်နောက်နှစ်ထဲမှာ3ဘူးကိုသူ့ဆောင် ိုပရိကိုပါဝါလေးထိတ်လို့ကစားတဲ့ထောက်မှာကစားခဲ့တယ်။အဲဆိုဒီမှာကလည်းသူကခွတ်သုံးခွတ်သုံးကြောင့်သူ့ရဲ့နောက်နှစ်ထဲမှာ၃နောက်ဘူး။ဒီမှာကစားပြီ။အဲ့ဒီ၃နောက်ဘူးကစားတဲ့အချိန်မှာသူ့အောင်မှာဘရိတ်ရှစ်လို့ဇောင်းထောက်ထောက်ပြီးရတယ်သူက၈ပါဝါ၃ထိတ်လို့တဲပြီးတော့သူ့ရဲ့နောက်မှာအဲ့ဒီ24ချိန်ရရှေးပေါင်းနှစ်မှာခွာသုံးခွာသုံးဒီလိုထပ်ခဲ့ခြင်းကြောင့်၃နောက်ဘူးဆိုပြီးတော့ကစားတယ်ပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကလည်းရှေးပေါင်းနှစ်ကိုခွတ်တစ်ခွတ်တစ်တစ်ပေါက်ပါ6ခါနဲ့ဒီမှာထိုင်ခဲ့ကြည့်စောနောက်နှစ်ထဲမှာတစ်နောက်ဘူးဒီနေရာမှာမထည့်ပါဘာကြောင့်လဲသူ့ဆောင်မှာဗရိတ်ခွန်ခွန်ပေါက်ပါနှစ်ထိတ်လို့ထောက်ထားတယ်ဗရိတ်ကို9ပေါက်ပါ၄ထိတ်ဗရိတ်ရှစ်၈ပေါက်ပါ၃ထိတ်ဗရိတ်ခွန်ခွန်ပေါက်ပါနှစ်ထိတ်လို့ထောက်ထားတဲ့တောင်းကိုအဲ့ဒီတစ်ပူးကြမလားဒါမှမဟုတ်ရင်တစ်ပူးတော့မဟုတ်၃ပူး၃ပူး၃ပူးလဲပုံစံလောက်သွားတတ်တယ်နော်တစ်ပူး ပစ်ဘူးတုံတုံဘူးဒါကတော့ကျွန်တော်ရဲ့ 3D အမကန်ဝါသနာရှင်နေအဆင်ပြေတယ်လို့ကိုကြိုက်တယ်လို့ထိုးလို့ရတယ်ပေါ့နော်သူကတစ်ခါလေကျတော့၃ဘူး၃ဘူးဆိုပြီးတော့ပြောင်းလောက်သွားတယ်တစ်ဘူးကိုအကြိုက်ခင်းပြီးတော့၃ဘူးဆိုပြီးတော့လည်းလောက်သွားတယ်အဲ့တော့ဒီနေရာမှာသူကဒီ၉၃၃သူကစီနီယံပြေးလာရင်၅၃၃တစ်၃လုံးများလာမလားကို၅တစ်မဆီနီယံပေါ့နော် ငုံငါးတဲ့မာစီနီယာနဲ့ကိုကနေဆိုရင်သူက6 9 6ဆိုတော့ကြားထဲမှာ3ခုချားနဲ့အဲ9ကနေ1ကိုကြော်လိုက်ကြားထဲမှာ3ခုချားတယ်၄3နှစ်3ခုချားစနစ်နဲ့တစ်သုံးလုံးလို့ရတယ်။ကြိုက်တယ်ဆိုရင်တော့ဒီနေရာမှာတစ်ဘူးတစ်ခွားကိုလည်းကစားလို့ရတယ်လို့ကနန်းတုကနန်းသုံးဘူးကြီးပဲလည်းလောက်သွားတာရှိတတ်တယ်နော်။အဲ့တော့ဒီနှစ်မှာအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဗရိတ်ခွန်ကအပေါ်ဒီမှာလက်ထွက်တယ်ဆိုရင်ဗရိတ်ခွန်ရအောင်မှာခွန်ပါဝါနှစ်ထိတ်လို့ချုပ်ထားတဲ့ တောက်မှာကျွန်တော်ကဖမ်းကျင်တာဘာကြောင့်လဲဆိုအပေါ်မှာဒီမှာဗရိတ်ခွန်ထွက်တယ်ခွန်ပါဝါနှစ်ထိတ်လို့မဖြစ်ဘူးဒီမှာလည်း66ကဗရိတ်ခွန်ထွက်တယ်ခွန်ပါဝါနှစ်ထိတ်လို့မကစားခဲ့ဘူးအဲ့တော့ဒီမှာကလည်းဗရိတ်ခွန်ထွက်တယ်ခွန်ပါဝါနှစ်ထိတ်လို့မကစားခဲ့ဘူးဒီ395မှာလည်းခွန်ပါဝါနှစ်ထိတ်လို့မကစားဘူးဒီထဲမှာလာဖြစ်တာကကိုကိုဗရိတ်ကိုပါဝါ၄ထိတ်လဲတောက်မှာအဲ့ဒီ33ပူတော့မဟုတ်ဒီခွာ3 33ပူပေါ့နော်အဲ့တော့ဒီမှာကလည်းခွာ33ခွာ3ခွာ3ထပ်ခဲ့တဲ့ကြောင့်သူ့ရဲ့နောက်နှစ်ထဲမှာ တုံတုံအပူတော့မဟုတ်တိတိအပူရှစ်ပတဲ့ရှစ်ပါဝါတုံထိတ်လို့ကစားတဲ့ထောက်မှာကျွန်တော်ကဖမ်းကျင်တာခွန်ပါဝါနှစ်ထိတ်လို့ထုတ်တဲ့ထောက်မှာတပူကိုဖမ်းကျင်တာအဲ့ဒါကြောင့်မို့ကျွန်တော်ကနံပါတ်ရဲကပါဝါမှာကိုတိတိရွေးလိုက်တယ်ဆောနာကကျွန်တော်ဒီ3 5 6ခွေရဲ့ line မှာရှစ်ကြိမ်စဉ်ခွန်တိတိလို့စတဲ့ပြီသူ့ဈေးမှာလည်းသူ့ရဲ့မြင်းကုန်မှာလည်းဗရိတ်ရှစ်ထောက်တဲ့ရှစ်ပါဝါခါထောင်၃လုံးကို၃နဲ့ချုပ်တယ်ချုပ်ပြီးရတဲ့ဗရိတ်ခွန်လို့စီနီယံတဲတယ်တဲတဲ့ထောက်မှာခွန်တိတိ အန်သူကနေ၈ချိန်ဆင်းလိုက်တာနဲ့၅ချိန်ရောက်အဲ၅ချိန်နဲ့တန်တန်းကို365ခွေတဲ့နှစ်နောက်နှစ်မှာဒီမှာ၈တတိရောက်ပြီ၈တတိကိုမကြခင်ကိုသူ့ရဲ့ဒီမြင်းကုန်အနှစ်ကျော်မှာဘာခံခဲ့လို့လဲဗရိတ်ရှစ်ပုံတွေခံပြီးတော့၃ပေါက်ပါနော်၈ပေါက်ပါခါတော်၃လုံး၃နဲ့ချုပ်တယ်ချုပ်ပြီးရတဲ့သူဗရိတ်ခွန်ဗရိတ်6လို့တဲတယ်ဟိုမှာခွန်လေး6ဒီမှာ၃ည၃ည6ဆိုဗရိတ်6တဲတယ်တဲတဲ့တောင်းမှာခွန်တတိပြီးတော့၈တတိ အဲ့တူကနေတစ်ချိန်နဲ့တစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်9ချိန်၈ချိန်စင်းတော့22ချိန်ရောက်ရောက်တဲ့အချိန်မှာလည်းသူ့ရဲ့ဒီမြင်းကုန်မှာဗရိတ်ရှိလို့တည်တယ်ရှစ်ပါဝါခါထောင်သုံးလုံးကိုသုံးနဲ့ချုပ်တယ်ချုပ်ပြီးရတဲ့သူ့ရဲ့ဘေးမှာငါးဗရိတ်လို့တည်တယ်အဲ့ငါးဗရိတ်ဟာသူ့ရဲ့ထောင်းငါးဗရိတ်ရဲ့ဒီထောင်းမှာကိုတစ်တက်လာမလားနော်ဒါမှမဟုတ်ရင်တစ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 ်အပူလဲကြောက်ရတယ်ပေါ့နော်အဲ့တော့ကိုတစ်တစ်ကိုကျွန်တော်ကတော့မှန်ပါတယ်မှာပေါအောင်ရွေးပေးထားတယ် မန်ပါတွေရောဒါတကွက်ကောင်းကတော့ကျွန်တော်ကအပတ်စဉ်ရောင်းနေရတာမလို့ရောင်းမှလည်းကျွန်တော်တို့မန်ပါဆရာကြီးကရက်တီတိုင်းကလေဟုတ်လားဘာလို့ကလင်နာဖို့ရှိတယ်အခုကကလင်နာတည့်ရက်ဗျာတည့်ရက်ကုန်သွားပြီတနည်းကိုကျွန်တော်ကလင်နာ2ရက်200 300ကုန်တယ်ပေါ့နော်ကလင်နာတည့်ရက်တော့ဒီမှာ900လောက်ရှိတယ်တချို့နေရာမရအောင်ပေါ့နော်အ900ဆိုရင်တနည်းမှာတွေကိုကလင်နာဖို့နဲ့2သိန်း3သိန်းလောက်ရှိတယ်ဗျာကျွန်တော်မန်ပါတနည်းစားလူဟောင်းခေါ်တာမှာ3သိန်း1000ပဲလူတိကတာ2သိန်းပေါ့နော်လက်ကြံ3ချိန်ပါနှစ်ဆက်မှလာဝင်လေ လူတစ်ကနှစ်သိန်းနော်အခုလက်ကျန်သုံးကြိမ်ပါနှစ်ဆက်မှလာဝင်ရင်လည်းနှစ်သိန်းပါပဲအခုကြိမ်ဝင်ရင်တော့သုံးကြိမ်ပိုရမယ်အခုလက်ကျန်သုံးကြိမ်ပိုရမယ်ပေါ့နော်အဲနှစ်ကျွန်တော်2020တွေကလည်းအောင်အောင်3ဒီထိုက် line မောက်တက်လာတယ်ပေါ့နော် member ခေါ်တယ်6လနှစ်တက်အောင်ပြီးမှဒီမာတွေလည်းကျွန်တော်9000ညာသုံးနေမှာ free day ဒီမှာဆိုကနန်းမဲ့တင်တယ်စိုက်မပါဘူးဘာလို့ဆိုအလုပ်ထဲမှာဆိုတော့အဲ့တော့ညဆိုင်ဆိုတော့ထိုင်းမှာအဲ့တော့ဒီမှာ6လနှစ်တက်အောင်ပြီးမှ